ီဖြစ်ပျက်လေးကကြာတော့ကြာခဲ့ပါပြီခံမှန်းအဖြစ်တော့ခရစ်တက်ကရေ2009ခုနှစ်ရွှေဝါရောင်ဒေါ်လာရေးမတိုင်မီအဲ့ဒီအနီးပါဝင်းကျင်လောက်ကဖြစ်ပါလိမ့်မယ်အဲ့ဒီချိန်တုန်းကကြေးရက်တဲ့အနယ်ဝင်တွေကတငယ်ချင်းတူကစာရေးသူရဲ့နေအိမ်ကိုညနေဆောင်တဲ့အချိန်မှာပေါက်ချလာပြီးတော့ကျွန်တော်ကအကြောင်းကိစ္စမေးမြန်းတဲ့အခါမှာတော့သူကအဲ့ဒီညမှာကြေးကြီးတဲ့ဖဲဝိုင်းတဝိုင်းရှိတဲ့အကြောင်းပြောပြီးတော့သူနဲ့အတူကျွန်တော်ကိုအဖို့လိုက်ခဲ့ဖို့အတွက်ပြောဆိုပါတယ်ကျွန်တော်ကလည်းဖဲကစားတာဝါသနာမပါပဲမဲ့လည်းအိမ်မှာလည်းဘာမှမမေရလှုပ်ရှားရှိမနေတာကြောင့်တငယ်ချင်းနဲ့အတူဖဲဝိုင်းကိုလိုက်ခဲ့လိုက်ပါတ ယ်အဲဒီလိုနဲ့ပဲတက်စီတစည်းငားပြီးတော့ကျွန်တော်တို့တနေရာကိုထွက်လာခဲ့ကြပါတယ်ကနဦးမှာတော့သူတို့ဟာလူကုန်နံများရဲ့ဖဲဝိုင်ကိုလုံခြုံစိတ်ချရတဲ့နေတိန်သူမဟုတ်တိုက်ခန်းတခန်းမှာလိုဝက်စွာပြုတ်လုကြလိမ့်မယ်လို့ထင်မှတ်ခဲ့ပေမဲ့တကယ်တမ်းရောက်ရှိသွားတဲ့နေရာကိုတွေ့မြင်ရချိန်မှာတော့ကျွန်တော်အနေနဲ့အားအသင့်သွားခဲ့ရပါတယ်ဘာကြောင့်လဲဆိုတော့အစင်းမြင့်ဟိုတယ်ကြီးတစ်ခုဖြစ်နေခြင်းကြောင့်ပါအဆိုပါဟိုတယ်ကနေ့စဉ်နဲ့များကျွန်တော်ဖြတ်သန်းသွားလာနေကြနေရာမှာရှိနေတာကြောင့်အတော်အတန်အတွေ့အမြင်နဲ့ရင်းနှီးကျွမ်းဝင်နေပေမဲ့ဟိုတယ်ရဲ့အတွင်းပိုင်းကိုတော့ကျွန်တော်တစ်ခါမှမရောက်ဘူးခဲ့ပါဘူးအဲဒီဟိုတယ်မဖြစ်ခင်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီး ီးကလေးကကျွန်တော်မြင်တွေ့နေကြထိုနေရာမှာရခင်ကရက်ကွက်လေးတစ်ခုရှိခဲ့ဘူးပါတယ်အဲဒီရက်ကွက်မှာကွယ်လွန်သူနိုင်ငံကျော်ရုပ်ရှင်မင်းသားကြီးတယောက်သူတရုတ်ဆောင်မှဖြစ်ခင်ဘဝကအိမ်အောင်ကြကားစားမှနေထိုင်သွားခဲ့ဘူးပါတယ်အဲဒီရက်ကွက်ကိုမြို့ပြစီမံကိန်းရေးဆွဲကတိုက်တန်းလျားတွေဖြစ်နေရခင်အာနာပိုင်တွေကပြောင်းလဲဆက်လုပ်နေရာချထားပြီးခဲ့တာကြောင့်လမ်းမကြီးတစ်လျှောက်မှာဟိုတယ်တွေနဲ့ဈေးဝယ်စင်တာတွေဖြစ်လာခဲ့ပါတယ်အဲဒီဆောက်ဦးကြီးရုံလုံးမပေါ်သေးမီတိဆောက်ဆဲကာလာကလေးက၎င်းနေရာမှာဆက်လုပ်ရေးရင်နေဆက်လုပ်ရေးလုပ်သမားတွေများစွာနဲ့နေ့စဉ်အလုပ်ရှုပ်လျက်ရှိတာကိုချိန်မှန်များစွာကျွန်တော်တွေ့ခဲ့ ဘူးပါတယ်အရင်လိုနဲ့ပဲစင်တာနဲ့အတူတွဲလဲယခုဖွင့်လှစ်ထားခဲ့တာနှင်းနှဲငယ်သာရှိသေးတဲ့ e-hotel ကအထက်တန်းစားလူချမ်းသာများမှလွဲပြီးတော့မိမိလိုမျိုးအလဲအလက်တန်းပင်မရောက်တရောက်အောက်ခြေလူတန်းစားဖို့တက်ဆိုင်ခြင်းအလင်းမရှိသလိုခံစားလည်ရပါတယ် hotel ရဲ့ခန်းနာကြီးကျယ်လာတဲ့အနောက်တိုင်းဆန်တဲ့အဲ့ဂျိုခန်းမကြီးတွင်မှာအဲ့ဂျိုကောင်တာစီကိုကျွန်တော်တို့ရောက်ရှိလာခဲ့ကြပါပြီတကယ်ချင်းကအဲ့ဂျိုဝန်ထမ်းမလေးတူကိုလူနာမည်နဲ့အခန်းနံပါတ်ကိုမေးမြန်းပြီးတဲ့နောက်ဓလေကာကနေတဆင့်အပေါ်ကိုကျွန်တော်တို့တက်ရောက်သွားရမှာတော့အလွာ6လွာကိုရောက်သွားခဲ့ပါတယ်ရောက်ရှိသွားရ အလွာ6တက်ကဓာတ်လေကတကအဖွင့်တိတ်ဆိတ်ငိမ့်တဲ့တင်းငိမ့်ရင့်ကျက်တဲ့အိမ်တွေနဲ့တမျိုးစီကြိုလင့်နေတဲ့ဇင်းကျဲမှာခင်းကျင်းထားတဲ့ကော်စောနေကြီးပေါ်ကနေကျွန်တော်နဲ့တကယ်ချင်းတို့ကမိမိတို့သွားလို့ရအခန်းနံပါတ်စီကိုဥတီကရှောက်လန်းလာခဲ့ကြပါတယ်အဆိုပါအခန်းနံပါတ်ကိုမရောက်ခင်လမ်းခုလက်ရိုးရိုးလေကအတက်အစင်တောက်တနေရမှာဝန်ထမ်းတယောက်ထိုင်နေတဲ့ကောင်တာငယ်လေးတစ်ခုကိုကျွန်တော်တို့ဆက်လက်ရောက်ရှိသွားစဉ်မြည်သည့်အခန်းကိုအဘယ်ကိစ္စနဲ့လာပါတနည်းလို့မေးမြန်းတဲ့ဝန်ထမ်းကိုတကယ်ချင်းကစကားများပြောဆိုဖြေကြားနေကြကောင်တာရဲ့နောက်ဘက်မှာရှိတဲ့ ဲ့စင်မြင့်တန်းကလေးစီမှာကျွန်တော်ကအမတ်တမဲ့လမ်းကြည့်မိတဲ့အခါမှာတော့တစုံတစ်ခုကိုမထင်မှဖဲနဲ့တွေးလိုက်ရချင်းစင်စင်ဆဆဖြစ်သွားရပါတယ်။အကြောင်းကတော့ပေးရည်ဟူသောဆော့ပင်မင်းပြာနဲ့စလုံးရေးထိုးထားတဲ့စာရွက်ပြူတွေကပ်နံထားတဲ့ရေပလင်းတစ်လုံးကိုတွေ့ရှိလိုက်ရတာကြောင့်မှာကျွန်တော်ရဲ့စိတ်တွင်မှာတော့တမျိုးတမျိုးဖြစ်သွားခဲ့ပေမဲ့လည်းမိမိနဲ့မသက်ဆိုင်တဲ့ကိစ္စဖြစ်နေတာကြောင့်အဆိုပါကောင်တာကဝန်ထမ်းဟာဖျားတရားအတော်လေးလိုက်စားသူဖြစ်ကြောင်းအဲ့ဒီလိုပရဲ့ရည်ကိုအနေရကင်းဘေးရှင်းသဘောမျိုးနဲ့ကိုနစ်မကွာဆောင်ထားရတယ်လို့သတ်မှတ်လိုက်ပြီးတော့သူညွန်ပြရာခန်းစီကိုကျွန်တော်ရ ောက်သွားခဲ့ပါတယ်။သွားလို့ရအခန်းဝကိုရောက်တဲ့အခါမှာတော့တငယ်ချင်းကတကားခောက်လိုက်လေအခန်းတကားမှာလူတစ်ယောက်လာဖွင့်ပေးပြီးတော့တငယ်ချင်းကအတွင်းကိုဝင်ရန်အချက်ပြလိုက်တဲ့အခါမှာတော့ကျွန်တော်တို့ဝင်ရောက်သွားတဲ့အခါဖဲဝိုင်းတဲရန်စောင်းစားနေတဲ့လူနှင်းငယ်ကိုတွေ့ရှိလေရပါတယ်။အဲဒီလူတွေအားလုံးကပတ်သက်ရှိသားသမီးတွေဖြစ်ပုံရပြီးတော့ကျွန်တော်တို့တဲ့အသက်ကြီးသူများသာပိုများပါတယ်။သူတို့ကရီရီမွန်မွန်ရှိလာပြီးတော့အတွင်းကိုရောက်ပြီးတကလားတကားပဲ့ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ကိုဖက်လဲတကင်းနဲ့ကြိုးဆိုပါတယ်။သူတို့တွေနဲ့ကျွန်တော်တို့မိတ်ဆက်စကားများအတန်ငယ်ပြောကြပြီးတဲ့နောက်မှာဖဲဝိုင်းစားဖို့အတွက်သူတို့ဘာသာသူတို့ဆက်လက် တိုင်ပင်နေကြတဲ့အခါဖေးရိုက်ဝါဒနာလုံးဝမပါသူကျွန်တော်ဟာဟိုတယ်ခန်းအားဘေဘီဝဲရအကဲခတ်ကြည့်မိလေတော့ရင်းခန်းအားမိသားစုအခန်းကြီးတစ်ခန်းဖြစ်နေပြီးတော့ကုနိုတိုက်ခန်းတစ်ခန်းများအတော်တန်ကျယ်ဝန်းလာကြောင်တွေ့ရှိရပါတယ်အခန်းအတွင်းပိုင်းမှာတော့တက်ရက်ကြော့ရှင်လာတဲ့ဥရောပအပြည့်စင်မျိုးတွေရှိတာကြောင့်ငွေကြေးအဖို့ကအစမတန်ပေးချေရမယ့်ဤခန်းကြီးမှာတညတာတဲခိုကဖဲချင်းရိုက်ကြတဲ့၎င်းတို့ကိုနားမလည်နိုင်အောင်ရှိနေပါတော့တယ်ကျွန်တော်ဟာလည်းအပြင်ဝရန်တာဘက်ကိုအပြင်းမြေလျှောက်သွားကြည့်ကမိမိတို့ဗဟန်းမျိုးပြညအလာများကိုတခဏတာရင်မှုနေစင်မှာပဲ တကယ်ချင်းနေနဲ့သူ့ရဲ့မိတ်ဆွေတွေဖဲဝိုင်းကကောင်းနေကြပြီဖြစ်ပါတယ်။ဟိုတယ်ရေခဲတစ်တာထဲမှာထုတ်ယူတောက်သုံးနေတဲ့ဘီယာနှစ်ဘူးဟာကုန်ခန်းသွားတဲ့ဒီကျွန်တော်မော့ချပြီးမှတော့ည7:00နာရီနေပါရှိလာခဲ့ပါပြီ။ဖဲဝိုင်းကိုကြည်လိုက်တယ်လီဗေးရှင်းကပြသနေတဲ့ရုပ်သံအစီအစဉ်တွေကိုကြည်လိုက်ဝရန်ဒါအပြင်စီကိုထွက်ခါလေညင်းကလေးကိုခန်းစားရင်းနဲ့ဘီယာပလင်းလေးကောက်မော့နေတဲ့ကျွန်တော်ဟာဟိုဒီရောက်ရဲ့အတွေ့နဲ့နေစင်ပါပဲစောစောစီစီဖဲရှုံးသွားတဲ့လူတူကဒီကနပလင်းဆွဲယူလာကကျွန်တော်စီကိုဒပလင်းဖောက်ကလမ်းပြီးကမ်းပေးရင်းနဲ့ဖဲဝိုင်းကိစ္စအပေါင်းအရင်တန်တန်နဲ့ ောဆိုနေပါတော့တယ်တော်တော်လေးကြာတဲ့အခါမှာတော့ဖဲရိုက်ကိုဝါသနာမပါတဲ့ကျွန်တော်ကိုအားနာသွားဟန်ဖြစ်ပြီးတဲ့နောက်မှာသူ့နာမည်နဲ့နေရက်လိပ်စာအစတင်မိတ်ဆက်လာရာသူ့ရဲ့နေရာကတော့ဤဟိုတယ်နဲ့မလန်းမကန်းမှာရှိတဲ့ကွန်ဒိုမီနီယံတစ်ခုမှာဖြစ်ကြောင်းသိလိုက်ရပါတယ်သူကအဲ့ဒီလိုမျိုးဆိုတာကြောင့်ကျွန်တော်လည်းပြီးခဲ့တဲ့နေ့ကအဲ့ဒီကွန်ဒိုအောက်မှာရှိတဲ့ဈေးဆိုင်တန်းရမှာရှိတဲ့ဘီယာဆိုင်မှာထိုင်နေစဉ်ကွန်ဒို12လောက်ပေါ်ကဆယ်ကျော်သက်ရွယ်မိန်းကလေးတဦးဟာကျောင်းစာပြီးပြီးတော့စိတ်ပိစီးမှုဖြစ်ပြီး၎င်းရဲ့တိုက်ခန်းအလွာကနေခုန်ကြရအုံနောက်များပဲထွက်ကြ၍မျက်စိရှိမှတေဆုံးရသည်ကိုမြင် ြင်မှုသည်လို့စကားအလင်းသင်းသည်ပင်ပြောမိပြောရာပြောလိုက်မိလျင်သူကအထိတ်တလန့်ပုံစံမျိုးဖြစ်သွားပြီးတဲ့နောက်တစုံတရာကိုတွေးတောနေဖို့ထပ်ပေါက်သွားပါတယ်။အဲဒီချိန်တုန်းက Gmail ကြည်တော့ခစ်ဖြစ်ပြီးတော့ထိုဆိုရှယ်နက်ဝက်များမှာတော့ကောင်မလေးရဲ့ရုပ်စင်းပြက်နေတဲ့ရုပ်လောင်းပုံတွေကအလွန်တရာပြန့်နှံ့ခဲ့ပူပါတယ်။ခဏကြာမှသူဟာအဆိုပါမိန်းကလေးခုန်ချသွားတဲ့အလွာမှာပဲနေထိုင်သူဖြစ်ကြောင်းပြောပြပြီးတော့ရင်းမိန်းကလေးတိတ်ဆုံးစဉ်ကသူကိုယ်တိုင်စင်ကြည့်ခဲ့ပူကြောင်းထိုစဉ်က၎င်းဝတ်ဆင်ထားသည်မှာဂါဝန်အနီဝမ်းဆက်နေဖြစ်တာကြောင့်ထိုမြင်ကွင်းကိုယခုထက်တိုင်မေ့ပြောက်၍မရကြောင်းပြောဆိုပြီး တဲ့နောက်မှာတော့ကျွန်တော်ကိုတစေတရဲ့အယုံကြည်ရှိပါသလားဆိုပြီးအထူးဆန်းမေးမြန်းလာခဲ့ပါတယ်။ငကူကလေးကမှတဘာဝလုံးကိစ္စရဲ့မြန်မာအလွန်တရာဝါသနာထုံမွန်းသူကျွန်တော်ကသူ့ရဲ့အမေစကားကိုကြားသိလိုက်ရတဲ့အခါမှာတော့တခုခုတော့ထိုးပြီဆိုပြီးတော့စိတ်ထဲကအသက်တိလိုက်ပါတယ်။နောက်ပြီးတော့မေးစရာပဲမလိုအောင်မေးယုံကြည်တတ်ဝင်သူဖြစ်ကြောင်းပြောလိုက်ပါတယ်။ထိုးစဉ်ကလေးကစာရေးသူဟာရုပ်နယ်လွန်ဆိုင်ရာကိစ္စရဲ့တွေကိုရောက်လျာအရက်မှာလေးလာလိုက်စားတတ်သူတူဖြစ်ပြီးတော့ရင်းကာလာကယခုလိုစီကာပတ်ကုန်းစာမရေးတတ်သေးပေမဲ့တနေ့မှာတော့ဤเจ้าနေစာပြန်ရေးနိုင်ရမယ်ဆို ပြီးတော့မိမိရဲ့ဝါသနာအရတန်ဋိဌံပြိုးထားခဲ့သူတူလည်းဖြစ်ပါတယ်။အဲဒီလိုမျိုးကျွန်တော်ဆိုလိုက်ပြီးတဲ့နောက်မှာတော့ तू ကမိန်းကလေးမှာကွယ်လွန်ပြီးတလားကျော်နှစ်လနီးပါမကျွတ်မလွတ်သေးပဲ၎င်းတို့ကိုနိုဆက်နယ်လွာရဲ့ဇင်းကြံလမ်းတွေမှာပြီးခဲ့တဲ့နှစ်က6လန့်ခဲ့ဘူးတဲ့ကြောင်းပြောပြလေရာကျွန်တော်ဟာလည်းစိတ်ဝင်စားနဲ့နားထောင်နေလိုက်ပါတော့တယ်။ तू ပြောပုံရတော့မိန်းကလေးတို့မိသားစုဟာတရုတ်လူမျိုးစစ်စစ်မိန်းကလေးဟာတက္ကသိုလ်ကျောင်းသူစာချုပ်တူလို့လည်းသိရပါတယ်။အဆိုပါမိန်းကလေးဟာတရက်မှာတော့ဆမွေးရမှတ်နေပါလွန်းတာကြောင့် तू စူးစမ်းတဲ့လောက်အရာမရောက်တဲ့အခါနေ့စဉ်နဲ့များတငုံငုံတ ီဖြစ်လာတာကြောင့်မိသားစုကစိတ်ကြမ်းမာရေးဆရာဝန်နဲ့ခေါ်ယူတိုင်ပင်ကုသပေးရင်နဲ့တနေ့ဗရင်းမောက်တကားကနေအောက်ကိုခုံချကသူ့ကိုယ်သူအဆုံးစီရင်သွားခြင်းဖြစ်ပါတယ်။အဲဒီလိုဖြစ်ပျက်ခဲ့ပြီးနောက်ပိုင်းမိန်းကလေးရဲ့မိသားစုတိုက်ခန်းကရေချိုးကန်အတွက်မှရေပန်းနေရသူ့လိုလိုခဏခဏပွင့်လာပြီးမိန်းကလေးရဲ့အခန်းတကားကျက်ဟာလည်းတကြွီကြွီနဲ့ပွင့်လဲပိတ်လဲအကျဉ်းချင်းဖြစ်နေတဲ့အပြင်တခါတရံမှာကိုထင်ပြမှုတွေပါရှိတဲ့ကြောင်းအရာတွေအပြင်ကိုဆက်နလွားကွန်တိုဇင်းကြံလန်းရဲ့ညတကောင်ရအချိန်မှာဆိုရင်လဲဟိုဒီဒီလမ်းလျှောက်သွားနေတဲ့ကျေလောင်လာတဲ့ဒေါပနတ်တန်တွေထွက်ပေါ်လာတတ်ပြီး ော့တချို့အခန်းတွေကတခိုးကတ်တယ်ထင်တဲ့တကားဖွင့်လဲထကြည့်ရင်တော့မိန်းကလေးကိုတွေ့မြင်ကြရတယ်လို့ဆိုကြပါတယ်။အဲဒီလိုဖြစ်စဉ်တွေဖြစ်ပွားနေကယခုကျွန်တော်နဲ့စကားပြောလျက်ရှိသူမိတ်ဆွေဟာတညမှာတော့တလွာထဲမှာရှိတဲ့သူ့အခန်းကိုအပြင်ကနေပြန်လာတဲ့အခါ ရုတ်တရက်ဂါဝန်နီယာဝန်ဆက်ဝစ်စင်ထားတဲ့မိန်းကလေးဟာသူ့ရဲ့ပိတ်ထားတဲ့အခန်းတကားချက်ကနေအပြင်ကိုဒူရိုပေါကြီးထွက်လာတာနဲ့ထိတ်တိုက်တိုးခဲ့ပါတယ်။အဲဒီချိန်မှာပဲအဲဒီမျိုးသားကလည်းအထိတ်တလန့်ဖြစ်ပြီးတော့ကြောက်ပြားပင်ဖျားခဲ့မှုတဲ့ကြောင့်ဆိုပါတယ်။အဲဒီနောက်ပိုင်းမှာလည်းအလွာပတ်ဝန်းကျင်တစ်ဝိုက်မှာအလားတူပုံတရံမျိုးအကျဉ်းချင်းလေးလေးကြုံတွေ့လာကြတဲ့အခါမှာတော့ကွဲလွန်သူမိန်းကလေးမှာကိုယောင်ထင်ရှားပြပြီးတော့ခြောက်လန့်မှုတွေလောအမြအတန်တောင်းခံမှုတွေလောဝေခွဲမရကြပေမဲ့လည်းထိုစိတ်ဆင်းရဲမှုတန်ကိုတော့ဆက်လက်မခံစားနိုင်ကြတော့တဲ့အခြားတိုက်ခန်းနဲ့ထေရဝါဒတွေကမဟာ ယနာသူတို့မိသားစုကိုကွယ်လွန်သူတို့ရည်စူးပြီးတော့မြေစုသောကိစ္စရပ်များဆောက်ရွက်ပေးသနည်းလို့တွားရောက်ကစူးစမ်းကြတဲ့အခါမှာမဟာယနာအယူဝါဒထုံနှံတက်လေးဖြစ်တာပြုလုပ်ပေးခဲ့တာကြောင့်ယခုလိုမျိုးမကျွတ်မလွတ်ဘဝစိုးကနေမိန်းကလေးရာရုံမထွက်နိုင်သေးတဲ့ကြောင့်သိရှိကြတဲ့အခါမှာတော့သူရဲ့မိသားစုကိုစစ်နက်လော်မှရှိတဲ့တိုက်ခန်းမှာနေထိုင်သူထေရဝါဒလူကြီးလူကောင်တို့ကဆက်ရှိလက်ရှိနဲ့နားသွင်းကြည့်ကြပါမှာတဖြည်းဖြည်းနဲ့လက်ခံလာကြပြီးတော့နောက်ဆုံးမှာတော့ထေရဝါဒနီးနာရာယဟန်တန်ဃာတော်တွေပင့်ဖိတ်ကွယ်လွန်သူတို့အတွက်သင်္ကန်းပရိခေယလူပွဲအတွေ့အကြုံကိုရည်စူးလူရန် ်းပေးတဲ့အခါကျမှဆက်နှလွာတိုက်ခန်းတဝိုက်မှာ6လက်မှုတွေလုံးဝပျောက်ကွယ်သွားရပါတယ်။အရင်မိတ်ဆွေရဲ့စကားကလည်းဒီနေရာမှာတည်းအဆုံးသတ်သွားခဲ့ပါတယ်။သူရဲ့စကားအဆုံးသတ်သွားပြီဖြစ်ပေမဲ့လည်းစိတ်ပါဝင်စားစွာတစ်ချိန်လုံးနားဆိုင်ထောင်လာခဲ့တဲ့ကျွန်တော်ကခေါင်းတချင်းကြီးနဲ့ပဲဖြစ်ရဆန်းကျဲအဲ့ဒီအကြောင်းအရာဟာခေါင်းထဲမှာအဆုံးမသတ်နိုင်သေးပဲနဲ့ဆက်လက်တွေးတောနေမိနေစမှာပဲမိတ်ဆွေကဖဲဝိုင်းမှာကြာမြင့်ဦးမီဖြစ်တာကြောင့်ယခုအချိန်မှာနီးစပ်ရာ KTV တခုမှနှစ်ယောက်သားတွားရောက်တချင်းဆိုမယ်လို့ပြောဆိုလာတာကြောင့်ကျွန်တော်မှအာနာပါနာနဲ့အတန်တန်ညင်းပါတော့လဲမရတာကြောင့်နောက်ဆုံးမှာတော့မိတ်ဖြစ်ဆွေဖြစ်သူ့ရဲ့ ဲ့တောင်းဆိုမှုကိုလိုက်သွားရပါတယ်။အဲဒီလိုနဲ့ပဲမိတ်ဆွေနဲ့ကျွန်တော်ကဖဲဝိုင်းမှာရှိတဲ့လူတွေနဲ့တကယ်ချင်းအားပြောဆိုအသည့်ပေကဟိုတယ်ခန်းထဲကနေထွက်ခဲ့ကြပါတယ်။ဟိုတယ်ဈေးညံကနေဒက်လီကရှိရာကျွန်တော်တို့ရှောက်လန်းသွားကြစဉ်ရိုးရိုးလေးကအတက်စင်းနာကပေးရီတပလင်းနဲ့ဝင်းနဲ့တယောက်စောင့်နေတဲ့ကောင်တာငယ်လေးကိုဖျက်ကျော်လာရတဲ့အချိန်မှာတော့အနောက်ကဝင်းနဲ့ကကျွန်တော်တို့ကိုလမ်းခေါ်ကဒက်လီကမကြမီကမှဆက်ချူရင်သွားတာကြောင့်ယခုညဖို့အလုံးမလုံးနိုင်တော့ကြောင်းမနေ့ပိုင်းစားပစ်ဝင်ပြီးတော့မှပဲဆက်လက်အလုပ်လုပ်နိုင်မှာဖြစ်တဲ့ကြောင်းအတိပေးလာတာကြောင့်ကျွန်တော်တို့လည်းဒက်လီကစားရိုးရိုးလေးက ရကသာအောက်ကိုဆင်းခဲ့ကြရပါတယ်ကျွန်တော်တို့တဲခိုရဟိုတယ်လွာ6လွာကနေအောက်ထပ်5လွာကိုရောက်တဲ့အခါမှာတော့ထိုလွာမှာလည်းအပေါ်လွာနီးတူလေကားအတက်စင်နဘေမှာဝန်ထမ်းတဦးနဲ့ကောင်တာငယ်တခုထားရှိတာကြောင့်ကျွန်တော်လည်းကောင်တာရဲ့အနောက်မှာရှိတဲ့စင်ကိုအမှုမဲ့အမှတ်မဲ့လမ်းကြည့်လိုက်မိစင်မှာပဲပရိတ်ရေဟူ၍စာတန်းရေးထိုးထားတဲ့ရေပလင်းလေးတစ်လုံးကိုထပ်မံတွေ့ရှိရပြန်ပါတယ်အဲဒီအခါမှာကျွန်တော်ကတစ်ချက်မှကြောင်အံ့ဖြစ်မိသွားပေမဲ့လည်းအပေါ်လွာကဝန်ထမ်းနီးတူယခုလွာကဝန်ထမ်းလည်းဖျားတရားလိုက်စားပုံရတယ်လို့ဖြည့်တွေးကအောက်ထပ်လေးလွာကိုဆက်လက်ဆင်းလာခဲ့ပြန်ပါတယ် ်။နောက်လွာကိုရောက်တဲ့အခါမှာတော့အပေါ်လွာတဲ့နီးတူပဲဝန်ထမ်းတူနဲ့ကောင်တာငယ်တစ်ခုပြင်ပရိရေပလင်းတစ်လုံးထပ်မံတွေ့ရှိရတာကြောင့်လွန်စွာမှထူးဆန်းလာတယ်လို့ဆိုရပါတော့မယ်။ကျွန်တော်တို့တဲခိုကြရဲ့6လွာကနေစရွေစင်းသက်လာကြရာတစ်လျှောက်မြင်းညီတက်တို့ရောက်တည်သည့်အလွာအလုံးရဲ့ကောင်တာတွေမှာပရိရေလိုရေးထိုးထားတဲ့ရေပလင်းလေးတွေဟာကျွန်တော်ကိုအလွန်မင်းမင်ဆွဲဆောင်နေပါပြီ။မိမိရဲ့စိတ်ဆန္ဒအရဝန်ထမ်းတွေကိုထိုးရေပလင်းလေးကိုစောင့်ထားကြတဲ့ကိစ္စမင်းမြတ်လိုခြင်းပဲမဟုတ်လဲ။နဘေးကမိတ်ဆွေကမိမိကိုအတော်တမ်းဆက်စုနိုင်လွန်းသူလို့ထင်မှတ်မှတ်သွားမှဆိုတာကြောင့်ဘာမှမပြောဘဲနဲ့နေလေးရပါတယ်။ ဒီလိုနဲ့ပဲဟိုတယ်ပြင်ကိုရောက်တဲ့အခါမှာတော့လူသွားလူလာလွန်စွာရှင်းလင်းနေပြီးတော့ည7နာရီထိုးနေပါပြီ။လမ်းပြင်မှာရှိတဲ့ main လမ်းမကြီးကိုဆက်လျှောက်ခဲ့ရပါတယ်။အဲဒီကားလမ်းမကြီးရဲ့လမ်းစုံလမ်းကမီးပွိုင်နာကိုရောက်တော့ကျွန်တော်တို့ရက်တက်ပြီးတော့ဖြတ်တန်းလာတဲ့တိုက်စီရင်းတွေကိုစောင့်မျှော်နေစင်ပါပဲအရှင်ပြင်းစွာမောင်းနေလာတဲ့ပြိုင်ကားတစ်စီးဟာမီးပွိုင်နီကိုစီးကမ်းမဲ့စွာဖြတ်ကျော်သွားလျင်မိဆွေဖြစ်သူဟာရင်းပြိုင်ကားကိုမြည်တွန်းတောက်တီးပြီးတဲ့နောက်မှာတော့ပြီးခဲ့တဲ့လနဲ့ငယ်ကအဲ့လိုအရှင်နဲ့ပြင်းထန်စွာမောင်းနေလာတဲ့အိမ်စီးကားတစ်စီးယခုမီးပွိုင်ကက်လေမော်တော်ပီကယ်ကင်းတဲ့နေ့ပိုင်းမှာရှိတဲ့အုတ်တိုင်းကို စလစ်ရိုက်ခါညတကောင်ကျော်မနက်၂နာရီခန့်မှာဝင်တိုက်ခဲ့ခြင်းကြောင့်ကားပေါ်လိုက်လံပါလာသူလူငယ်လူရွယ်အမျိုးသား၄ဦးပွေချင်းပြီးတေဆုံးခဲ့ပြီးတော့အဲ့ဒီချိန်ကယင်းနီနာကိုလိုပေါ်မှာနေထိုင်တဲ့သူကိုယ်တိုင်စဉ်ကြည့်ခဲ့မှုကြောင့်ပြောဆိုလာပါတယ်။အဲ့ဒီခါကျွန်တော်ကထိုကားပေါ်မှာတေဆုံးသူများထဲမှာအငယ်ဆုံးတစ်ယောက်ဟာကျွန်တော်နဲ့ခင်မယင်းနီသူညီငယ်တစ်ယောက်ဖြစ်ကြောင်းပြောလိုက်ရင်မိတ်ဆွေကတစ်ချက်မြန်အာအတင်သွားခဲ့ပြီးတဲ့နောက်မှာတော့ထက်ဆင့်အာနာသွားဖြစ်တာကြောင့်ဘာမှမပြောပြတော့ပါဘူး။မှန်ပါတယ်။အဲ့ဒီပွေချင်းပြီးကားအစီရင်ဖြစ်ပြီးတေဆုံးသွားသူ၄ဦးထဲကတဦးဟာအမှန်တကယ်ပဲကျွန်တော်နဲ့ခင်မယင်းနီသူ ူညီငယ်တူဖြစ်ပြီးတော့အဲ့ဒီညီငယ်ကဗဟန်းမြို့နယ်အတွင်းမှာနေထိုင်သူတူဖြစ်ပါတယ်ထိုအခင်းပြည့်ရရဲ့အဆအကိုပြန်လဲပြောပြရလင်တူညီငယ်ဟာကျွန်တော်ရဲ့ညီကိုများနဲ့ငယ်စဉ်ကလေးကအတူတကွဘောလုံးကန်ရင်းနဲ့ယင်းနီလာခဲ့သူဖြစ်ပါတယ် အဲ့ဒီညီငယ်ကသူဆုံးမတဲ့အချိန်မတိုင်ခင်ကပဲမိမရခဲ့ပြီးတော့အဲ့ဒီဇနီးမယားနဲ့ပဲမိဘရဲ့အိမ်မှာအတူတူကနေထိုင်တာတည့်ရက်ပြိပတ်မှာအလုလုပြီးတော့ပြန်ရောက်လာတဲ့သူ့ရဲ့အကိုဝမ်းခွဲဆူသူနဲ့ဆုံကြပါတယ်အဲ့ဒီရက်မှာပဲသူပါဝင်သူ့ကိုရဲ့တငယ်ချင်း၂ယောက်ပေါင်း၄ယောက်ဟာမြို့ရဲ၁၆လမ်းမှာရှိတဲ့ဘီယာဆိုင်တစ်ဆိုင်မှာသွားတောက်ကြရမှာသူ့ရဲ့အကိုဖြစ်သူကနေငါနေကားကိုကိုယ်တိုင်ယူမောင်းခဲ့ပါတယ်အဲ့ဒီလိုမျိုးဘီယာဆိုင်မှာပြန်လည်စုံစည်းခြင်းအထိမ့်မှတ်နဲ့အောင်ပွဲခံခဲ့ကြပြီးတော့ M3 ဟိုတယ်မှာရှိတဲ့ KTV ကိုတချင်းသွားဆိုကြတာထပ်မံစားတောက်ကြပြန်ပါတယ်အဲ့ဒီလိုမျိုးတစ်ဖွဲ့လုံးက ာတော်တော်လေးရောက်ရှိနေပြီးတကာလမနက်2နာရီထိုးကန်ပြီးပြန်ရောက်လာကြတဲ့အခါမှာကျွန်တော်တို့ရက်နေတဲ့နေရာရဲ့အရှိတဖက်ကားလန်ပလက်ဖောင်းမှာရှိတဲ့မော်တော်ဘီကယ်ကင်းတဲ့ရုံရဲ့နဘေးနန်းကအုတ်တိုင်းကြီးကိုဆလစ်ရိုက်ခါအချိန်နဲ့ပြင်းထန်စွာတိုက်ခဲ့မိရာကားပေါ်ပါလာသမျှ၄ဦးသားစလုံးမရှိမလနဲ့တေဆုံးကြရပါတယ်အဲဒီလိုမျိုးကန်ဆိုးမုံမောင်ဇသိန်းတွဲကြရရှာတဲ့သူတို့နာရေးအတုပကိုကျွန်တော်တို့ညီကိုများပါလိုက်ပါပို့ဆောင်ကြပြီးတော့ရေဝဲကိုရောက်တဲ့အခါမှာအတုပရှုခန်းမတစ်ခုထဲမှာ၄ဦးစလုံးရဲ့အခေါင်းကိုစီနဲ့အလောင်းနဲ့အားလုံးကိုစီတန်းထားပြီးတော့ဝစ်ပြူဖွဲက နေဝီယိုဖက်တရဲစဲနေကြစဉ်ကျွန်တော်နီးကပ်သွားကြည့်စဉ်အကောင်းများမှာကတ်ထားတဲ့စာရီအထက်မှာကွယ်လွန်သွားသူတွေရဲ့အမိကင်မွန်းတွေရာနေနဲ့များကိုကောက်ကြည့်တဲ့အခါမှာလေးဦးသားစလုံးဟာကြာသာပရိသတ်များဖြစ်နေကြပြီးတော့တေဆုံးတဲ့နေ့ဟာလည်းကြာသာပရိနေဖြစ်နေကြအောင်အာအသင့်စရာတွေ့ခဲ့ရပါတယ်အဘယ်ကြောင့်မို့တေဆုံးသူလေးဦးသားစလုံးတူညီစွာကြာသာပရိသတ်တွေဖြစ်နေကြပြီးတော့ဘာကြောင့်မို့ကြာသာပရိနေမှာပဲကွယ်လွန်နှိမ့်စာရောက်ကြရရလဲအဲ့လိုနဲ့ပဲကွယ်လွန်သွားသူတွေဟာတကြုံမှုတွေပြီးစီးပြီးသွားတဲ့နောက်ရက်တွေမှာတော့ကွယ်လွန်သူတို့ရဲ့နေအသီးသီးမှာကိုယ်ရောင်ထင်ရှားပြသမှုတွေပေါ်ပေါက်လာ ာပါတော့တယ်အဲဒီလိုဖြစ်လာကြရမှာကျွန်တော်နဲ့ခင်မင်းရင်းနှီးတဲ့ညီငယ်ရဲ့အိမ်မှာဖြစ်ပျက်ခဲ့သမျှသာအနည်းငယ်အချင်းကျွန်တော်တီးခွင့်ရရှိခဲ့ပါတယ်တီးခဲ့ရသမျှဟာလည်းကွယ်လွန်သူညီငယ်ရဲ့ဇနီးတဲ့အိတ်ဆက်ရချင်းတော်အပြင်ဘက်မှာညစဉ်ညတိုင်းလိုလိုညနေတကောင်ကျော်မနေ့နှစ်နာရီလောက်ဆိုလျင်လူပုံတရံအရေးနဲ့နဲ့တခုဟာပေါ်လာပြီးတော့ဘဲပြန်ညာပြန်ခောက်တော့ခောက်ပြန်ရှောက်လန်းနေလေးရှိပါတယ်နေစဉ်ရက်ဆက်အဲ့ဒီအဖြစ်ပျက်ကိုခဏခဏကြုံတွေ့တဲ့အခါမှာတော့ကွယ်လွန်သူရဲ့ဇနီးဖြစ်သူခမရအဲ့ဒီအိမ်မှာဆက်လက်မနေဝွင့်တော့တာကြောင့်ရောက်ခမဖြစ်သူတွေကိုခွင့်ပြုချက်တောင်းကသူမိဘအိမ်ကိုပြန်သွားခဲ့ပါတယ် ်ထို့အပြင်ကွယ်လွန်သူညီငယ်တက်ရှိထင်ရှားရှိစဉ်ကညစဉ်ဂီတာတီးနေကြသူတို့လမ်းထက်ကအုတ်ခုံလေးပေါ်မှာညင်းတဲ့လူပြက်တံနဲ့အရေးမဲမဲတခုဟာငုတ်ထုတ်ထိုင်လျက်ရှိတာကိုလည်းတရက်ကွက်တဲ့နေထိုင်သူတချို့ကတွေ့မြင်ခဲ့ရတဲ့ဖြစ်စဉ်တွေလည်းပေါ်ပေါက်ခဲ့ပါသေးတယ်။အဲဒီကိစ္စများကြီးနောက်ပိုင်းပြည့်ရများထပ်မံမစုံစမ်းရတော့တာကြောင့်ကျွန်တော်မသိရှိခဲ့ပေမဲ့လည်းမိမိရဲ့အာယုံအတွင်းမှာတော့အဘယ်သူဂျာတာပရိသတ်၄ယောက်စလုံးဟာဂျာတာပရိနေမှာပဲအလွန်အမင်းထူးထူးဆန်းဆန်းတိုက်ဆိုင်စွာဖြင့်အတူတကွကွယ်လွန်တိမ်းမကြကြောင်းကိုမစင်းစားဘဲမနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။အထက်ပေါ်ပြပါ ယခုအကြောင်းအရာတွေကကျွန်တော်စောကအခင်းဖြစ်ပေါ်ရနေတာက KTV တခုကိုကားငါစီးလာတဲ့တက်စီပေါ်မှာမိတ်ဆွေဖြစ်သူရဲ့မင်းမြတ်မှုကြောင့်ကွယ်လွန်သူညီငယ်နဲ့မြည်သူမြည်ပုံခင်မင်းရင်းနှီးကြောင်ပြောကြရာမှာတဆင်အလင်းသိမ့်၍ထူးခြားဖြစ်စဉ်တွေကိုထပ်မံပြောကြလိုက်ရာမိတ်ဆွေကပါဇက်အဟောင်းသားနဲ့ဤသို့တဆက်တည်းဆိုလာခဲ့ပါတယ်အကြောင်းကတော့အဆိုပါကွယ်လွန်သူဂျာတာပရိသတ်များရဲ့အခင်းဖြစ်စဉ်များဖြစ်ပျက်ပြီးချိန်ကစပြီးအပတ်စဉ်ဂျာတာပရိသတ်ကောင်ကျော်နှစ်နာရီခန့်ရောက်လင်ကားစီးတဲ့ဖြစ်ရာနဘေးကလျက်ကမော်တော်ဘီကယ်ကင်းတဲ့ရုပ်မှန်များဟာအကျိုးကြောင့်မဲ့စွာသ ူလိုလိုတခွန်းခွန်းနဲ့ကြေလောင်စွာမြည်ဟီးကကြကွဲလေးရှိတဲ့ကြောင့်ညကင်းကြမော်တော်ဘီကယ်တွေကဖွင့်ရပြောဆိုလာကြပါတယ်အခင်းဖြစ်ချိန်တုန်းကလည်းကားကဆလစ်ရိုက်ပြီးတော့အချိန်နဲ့ဥတ္တရိုင်းကိုဝင်တိုက်စဉ်နဗေးမှာကက်ရက်ရှိတဲ့အဲ့ဒီမော်တော်ဘီကယ်ကင်းတဲ့ယုံလေးရဲ့မှန်ပရင်းတွေကဝိနဲ့ဗိုက်ဘရိတ်ရိုက်ခတ်ပြီးတော့အဲ့ဒီအချိန်ဟာကြကွဲခဲ့မှုကြောင့်မိတ်ဆွေကထပ်မံပြောကြလာလျင်ထူးဆန်းလာစွာသော၎င်းဖြစ်ပျက်ကိုလည်းဆက်ဆက်တွေးခေါ်ကြည့်တော့လွန်စွာမန်အော်ဘက်နဲ့မနေနိုင်အောင်ရှိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့စီးလာတဲ့တက်စီက KTV တစ်ခုရှိမှရက်လိုက်ပါတယ်ကျွန်တော်တို့ရဲ့အတွေ့အမြင်တွေ င်ရပြတ်တောက်သွားခဲ့ပြီးတဲ့နောက်ကားပေါ်ကနေစင်က KTV ရဲ့ဝင်လျက်အခန်းတစ်ခန်းကိုတဆက်ရှင်ယူက BR ဂျားများနဲ့စားပွဲအမီးများမှာယူစားတောက်ကြရင်နဲ့တချင်းတကြော်ကြော်နဲ့တီဆိုကြပါတယ်။အဲဒီလိုနဲ့ KTV မှာတဆက်ရှင်ပြီးတဲ့နောက်မှာတော့မိတ်ဆွေရပဲအကုန်လုံးကိုတကားကန်ရှင်းပြီးတော့ဟိုတယ်ကိုတက်စီငါးပြီးပြန်လာခဲ့ကြပါတယ်။ဟိုတယ်နားကိုရောက်တော့ဟိုတယ်ဝတိုက်တန်းလမ်းကြားကိုကားကဝင်မရတာကြောင့်အစကတဲ့ဦးကကားတားခဲ့ရနေရမှာပဲရက်တန့်စီကကားပေါ်ကဆင်းလာခဲ့ပြီးတဲ့နောက်တက်စီရင်ကလည်းသူ့လမ်းကြောင်းသူဆက်သွားကထွက်ခွာသွားပါတယ်။အဲဒီလိုနဲ့ပဲဟိုတယ်ဘက်စီကိုကျွန်တော်တို့ခြေ ီဦးစတဲ့လဲလိုက်စင်မှာပဲတခွန်းခွန်းနဲ့မှန်ကြကွဲတဲ့နဲ့ညင်းတဲ့တကောင်ကျော်ရဲ့စိတ်ညစ်မှုကိုဖြိုခွဲဖျက်ဆီးကကြေလောင်စွာထွက်ပေါ်လာခဲ့ပါတော့တယ်။ဒရင်ကအတွင်းမှာပဲကျွန်တော်တို့နှုတ်သားအထိတ်တလန့်ဖြစ်သွားကအတန်ကြားရစီကိုလမ်းကြည့်ပြီးတော့ပို့လို့တောင်အားသင့်ရပါတယ်။မှန်ကွဲတဲ့များလာရအရင်မြစ်ကတော့ဟိုဘက်ကန်ကားလန်တစ်ဖက်ချမ်းမှာရှိတဲ့မော်တော်ဘီကယ်ကင်းတဲ့ယုံလေးကဖြစ်နိုင်ပါတယ်။ကင်းတဲ့ယုံအတွင်းမှာတာဝန်ကျသူတွေကလည်းဖြစ်မြင့်ရေးကိုကြိုတင်တွက်ဆထားဖို့ရတာကြောင့်အတွင်းတယောက်အပြင်တယောက်မအိတ်ငိုက်ဖဲနဲ့စောင့်ကြည့်နေပုံရပြီးတော့တအူးနဲ့တိုးပင်ပခုံးများလှုပ်ပြီးတော့အချက်ပြကဘေးပတ်ဝန်းကျင်တဝိုက် ကိုအေးလူလူနဲ့လက်ပတ်ကြည့်ရှုနေပါတယ်။ဤချင်းရာတို့ကိုတွေ့မြင်ရပြီးတော့မော်တော်ပီကယ်တွေကြားမှာထိုကိစ္စအဖြစ်နေကြပုံစံမျိုးရှိနေခြင်းကိုလည်းတွေ့ဆမိပါတယ်။အဲဒီချိန်မှာပဲမေတ္တအန်ဟောလေးကမော်တော်ပီကယ်ကင်းတဲ့ရုံစီကြည့်နေတဲ့ကျွန်တော်ကိုနဘေးကလေးကမိတ်ဆွေကတဇက်ဇက်နဲ့လက်တို့ကသူ့ရဲ့နာယီကိုပြသနေကြအောင်တွေ့ရှိရတာကြောင့်ကျွန်တော်ကကြည့်မိရတကောင်ကျော်မနဲ့နှစ်နာယီခန့်ကိုနာယီလက်တံများကရွေလျားရောက်ရှိနေကြအောင်တွေ့ရှိရတဲ့အခါမှာတော့ကျွန်တော်အနေနဲ့မြည်သွဖြစ်ပျက်မိကိုစာရှုသူတွေစဉ်းစားကြည့်နိုင်ပါတယ်။အဲဒီနောက်ကျွန်တော်ကောင်းထဲမှာယနေ့ဂျာတာဘရင်းနေကို ရောက်ရှိလာပြီဖြစ်တဲ့ကြောင်းမတ်ချက်ပြုမိတာကြောင့်ကြောက်ရွံ့မှုတွေစားတနာကိူနာစိတ်တွေဝင်ရောက်လာခဲ့ပါတယ်။ဒါ့ပေမဲ့လည်းမိမိအနေနဲ့တော့ထိုစိတ်ခံစားချက်တွေမှတပါဘာမှမတက်နိုင်တာကြောင့်အန်အောထိတ်လန့်နေသောမိတ်ဆွေကိုခေါငင်ကဟိုတယ်စီကိုရှောင်လန်းလာခဲ့လိုက်ပါတော့တယ်။နောက်ရက်တစ်ပတ်ခန့်ကြာတဲ့အခါမှာတော့ကာယကရှင်မိသားစုတွေမှထိုနေရာမှာယဟန်တန်ကားတွေပြည့်ဖက်ပြီးတော့ဘာသာရေးဆိုင်ရာလှုပ်ဆောင်စရာရှိသည့်တွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်ထိုဖြစ်ပျက်တွေကလည်းထပ်မံမဖြစ်ပွားတော့ကြောင်းနောက်ခါမှသိခဲ့ရပါတယ်။လမ်းလျှောက်ရင်းနဲ့ပဲကျွန်တော်ဟာစိတ်မကောင်းခြင်းများမင်းမှုကြီးစိုးနေပေမဲ့မိတ်ဆွေ ်ဖြစ်သူခမရမှာတော့ကြာဘူးနာဝဖြစ်ရစံတခုကိုကျွန်တော်နဲ့ကြမှာဂျုံတော့ဂျုံရဲ့ဂျုံတွေ့ရခြင်းကြောင့်လွန်စွာထိတ်လန့်တလုံးနေပုံရပါတယ်နှစ်ဦးသားစကားတစ်ခုမှမပြောနိုင်ကြပဲနဲ့ဟိုတယ်အတွင်းပိုင်းကိုဝင်ရောက်လာကြပြီးတဲ့နောက်လှေကားကနေအပေါ်ကိုတက်မီပြုစဉ်ဝန်ထမ်းတဦးကကျွန်တော်တို့ကိုတွေ့မြင်သွားပြီးတော့လန့်ခေါ်ကမကြသေးမီကဆက်ချွတ်ရင်းသွားတဲ့ဟိုတယ်ဓာတ်လီကဟာသူ့လိုလိုပြန်ကောင်းသွားပြီဖြစ်တဲ့ကြောင့်ပြောဆိုရကျွန်တော်တို့ဟာ၆လွာကိုအပင်ပန်းခံကရိုးရိုးလှေကားကတက်မနေကြတော့ပဲနဲ့အေးလူလူဓာတ်လီကကနေတက်ရန်ဆုံးဖြတ်လိုက်ကြပါတယ်အဲဒီလိုနဲ့ပဲဓာတ်လီကရှိရသွားပြီး တော့ကျွန်တော်တို့အတွင်းကိုခလုတ်နှိပ်၍ဝင်လိုက်ကမိမိတို့သွားရမယ့်6လတင်ငိတာခလုတ်ကိုဆက်နှိပ်လိုက်ရင်ဓာတ်လီကဟာတံခါးနှစ်ချက်ပြန်ပိတ်သွားပါတယ်။အဲဒီအချိန်မှာပဲလက်တစုံတရာဟာတံခါးနှစ်ချက်ကြာဝင်ရောက်လာခဲ့တာကြောင့်တံခါးများပြန်ပွင့်သွားခဲ့ပါတယ်။အဲဒီလိုနဲ့လက်ပိုင်ရှင်ကိုကျွန်တော်တို့ကြည့်မိတဲ့အခါမှာတော့စုပ်ပြတ်နွမ်းလျက်လျက်ရှိတဲ့အဝတ်စားတွေကိုစင်ရင်ထားတဲ့အမျိုးသမီးတူဖြစ်ကြောင်းတွေ့ရှိလျက်ပါတယ်။အဲဒီမျိုးသမီးဟာဓာတ်လီကလည်းဝင်ရောက်လာကကျွန်တော်တို့နှစ်ဦးရဲ့အနောက်မှာနေရာယူလိုက်ရင်ကျွန်တော်တို့ကလည်းတူဦးကိုတူကြည့်ကမျက်လုံးပင့်ပြီးတော့ဘာအတွက်ကြောင့်စွတ်စွတ်ပြတ်ပြတ်မျိုးသမီးဟာဤဟိုတယ်ကို ဝင်လာရကြောင်းမတွေးတက်အောင်ပဲရှိနေကြပါတယ်။တန်ရှင်းရေးလို့ဆိုရအောင်ကလည်းဤကဲ့သို့ဟိုတယ်ကြီးမျိုးမှာတန်ရှင်းရေးတွေဟာတက်တက်ရရကြော့ကြော့ရှင်းရှင်းလေးတွေယူနီဖောင်းများလည်းရှိနေရပါမယ်။အဲဒါကြောင့်ပဲဟိုတယ်တန်ရှင်းရေးမဖြစ်နိုင်မနဲ့စီပင်ကညတာဝန်ကြအမျိုးသမီးတူအပေါ်လွာတစ်ခုမှာအမိုက်တွေကိုလာရောက်တင်းစီရန်ဟိုတယ်ကအခကျင်းဝင်ပေးကခေါ်ဆောင်ထားခြင်းဖြစ်ရမယ်လို့ကျွန်တော်ဖြည့်တွေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ကျွန်တော်လည်းမိမိတို့တက်ရမယ့်အလွာ6လွာကလေးကိုထပ်မံနှိမ့်လိုက်ပြီးတဲ့နောက်ဒလိကာတကားတွေပိတ်ဆို့သွားပါတော့တယ်။ဒါပေမဲ့လည်းကျွန်တော်တို့နောက်မှာခက်ဆုဆုံနဲ့ရက်နေတဲ့အမျိုးသမီးကသူတက်ရောက်ရမယ့်အလွာနံပါတ်ကို မနှိပ်ဖက်နဲ့ငြိမ်ချက်သားကောင်းနေရသူတယောက်မဲ့အလွာဟာမိမိတို့သွားမဲ့၆လပင်ဖြစ်လိမ့်မယ်လို့တွေးမိလိုက်ကြပါတယ်ဓလိကဟာအပေါ်ကိုတည်ငြိမ်စွာနဲ့တက်သွားနေချိန်ကျွန်တော်ဟာကြေးမုံပမာအရေးတင်ရလျက်ရှိတဲ့အလူမီနီယံတကားချက်တွေကနေတဆင့်မိမိရဲ့ပုံရိပ်နဲ့မိတ်ဆွေရဲ့ပုံရိပ်တို့ကိုမြင်တွေ့နေရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့နောက်မှာရက်နေတဲ့အမျိုးသမီးရဲ့အရေးဟာပျောက်ဆုံးနေတာကြောင့်ကျွန်တော်လည်းတစ်ချက်မျှစဉ်စဉ်ဆက်ဆက်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းအမျိုးသမီးဟာအရက်ပူကတေးသွဲတဲ့ခန္ဓာကိုယ်ရှိသူတူဖြစ်တာကြောင့်ကျွန်တော်တို့မဟုတ်မိတ်ဆွေတယောက်ယောက်ရဲ့အနောက်မှာကွယ်နေခြင်းလည်းဖြစ်နိုင်တယ်လို့ကျွန်တော် ော့တွေးလိုက်မိပါတယ်။အဲဒီလိုနဲ့ပဲ6လကိုရောက်ရှိပြီးတော့တကားနှစ်ချက်ပွင့်လင့်သွားတဲ့ချိန်ကျွန်တော်တို့လည်းထွက်လာခဲ့ကြစင်မှာမလန်းမကန်ရိုးရိုးလေးကနဘေးမှာကက်လျက်ရှိနေတဲ့အလွာကောင်တာစီကဝင်းနှန်းဟာကျွန်တော်တို့ကိုကြည်ကခဏကြာမျက်လုံးပြမျက်စံပြဖြစ်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်တို့စီလက်ညှိုးထိုးကသူ့ရဲ့ပါဇက်ကိုဟားလျက်တစုံတရာပြောမိဟန်ပြင်နေပေမဲ့လည်းအာဇင်းမိထားသည့်နဲ့ဖြစ်နေပြီးတော့မြည်သည့်စကားအတံများထွက်ပေါ်မလာတာကြောင့်ကျွန်တော်တို့လည်းဘာဖြစ်ဘာဖြစ်နေမှမသိပဲနားမလည်နိုင်စွာရှိနေကြပါတယ်။အဲဒီအချိန်မှာပဲအဲ့ဒီဝင်းနှန်းအမျိုးသားကပါဇက်ဖျားကနေထင်ကုန်ထင်ကုန်နဲ့တ ရဲတရဲဆိုတဲ့အတန်တွေကမပီကလာပီကလာနဲ့ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့သူ့ရဲ့အနောက်စင်မြင့်ထက်မှာပရဲရီလိုရေးထိုးထားတဲ့ပလင်ကိုအလင်းမြန်လမ်းယူလိုက်ပြီးတော့ကျွန်တော်အနေနဲ့ဟိုတယ်ကိုဆောက်ရောက်ကြတဲ့ကခေါင်းနဲ့ဖြည့်ရှင်းမရတဲ့ပုံစံတချို့လျှက်တစ်ပြက်တွေရှင်းလင်းသွားခဲ့ပြီးတဲ့နောက်အလင်းမြန်နောက်ကိုလဲကကြီးလိုက်စင်မှာတော့ဓလိကတကားချက်တွေကပိတ်ဆို့သွားခဲ့ပြန်ပြီဖြစ်ပါတယ်။အဲဒီချိန်ကျွန်တော်တို့လည်းတိုးစေးမိထားသူများပမာဓလိကတက်သွားရာ digital ဖန်သားပြင်ကိုမလုံးမရှက်ကြည့်နေမိတဲ့အခါအလွန်နံပါတ်ကုတ်များခုနှစ်လွှာမှာချက်ချင်းရပ်တန့်သွားပါတယ်။အဲဒီနောက်မှာတော့စက္ကန့်ပိုင်းတစ်ခုကြာမှာအပေါ် ါ်9လွာစီကဝန်ထမ်းတူကသူ့ရဲ့ပေးရည်ပလင်းကိုကိုင်ပြီးကျွန်တော်တို့ရှိရ6လွာကိုဦးရဖာရပြေးစင်းလာခဲ့ပါတယ်။အရိခါကြမှာကျွန်တော်တို့သတိပြန်ဝင်လာပြီးတော့ခဏစောင့်ကြည့်ကြရာအခြားလွာများမှာလည်းဘာမှဆက်ရမဖြစ်တော့ကြောင်းသိရပါတယ်။ဝန်ထမ်းတူကယခုဖြစ်ပျက်တွေကိုဘသူ့ကမှမပြောဖို့အတွက်အသေးအံတောင်းဆိုလာတာကြောင့်အကယ်၍များယခုကိစ္စအပြင်ကိုပေါက်ကြားသွားပါကသူတို့ခမအလုပ်ပြုတ်ရလိမ့်မယ်ဖြစ်ကြောင်းပြောဆိုနေကြတာကြောင့်ကျွန်တော်တို့ကလည်းသူတို့ရဲ့တောင်းဆိုမှုကိုလိုက်ရောပါမည်။ဒါပေမဲ့လည်းယခုကိစ္စကိုရှင်းလင်းအောင်မိမိတို့ကိုရှင်းပြသင့်ကြောင်းပြန်လည်ပြောဆိုရာကျွန်တော်တို့ကိုအလွာကဝန်ထမ်းက တက်ပြင်းတစ်ချက်ချပြီးအခုလိုမျိုးပြောလာခဲ့ပါတယ်ဒီ order ကြီးမဖြစ်သင့်ပြီးဆက်လို့ရေလုပ်ငန်းဝင်ကြီးဖြစ်စေကာလာတုံးကပါမစလာရီထန်းနဲ့အလုတ်ကျန်းသမားအမျိုးသမီးတူဟာမတော်တဆချေချော်လက်ချော်ဖြစ်ပြီးတော့အလွာတစ်ခုပေါ်ကနေပြုတ်ကြရာဘီလက်မြေဖြော်တဲ့ဆက်ကြီးတွေကိုကြားရောက်တိဆုံးသွားခဲ့ပါတယ်ဒီ order ကြီးဖွင့်လက်ပြီးချိန်ကစပြီးအဲ့ဒီအမျိုးသမီးဟာမကျွတ်မလွတ်သေးပဲနဲ့တစီသေးရဲ့ဘဝနဲ့အလွာတိုင်းကိုတက်ရောက်ကဝန်ထမ်းများကသာရံမာရံက၆လက်မှုများရှိကြောင်းအဲဒါကြောင့်ပဲမန်နေဂျာကိုအဲ့ဒီအကြောင်းတွေကိုဝန်ထမ်းတွေကတင်ပြကြတဲ့အခါမှာတော့အဲ့ဒါကြောင့်ပဲမန်နေဂျာကိုအဲ့ဒီအကြောင်းတွေကိုဝန်ထမ်းတွေကတင်ပြ ရာမန်နေဂျာဟာဗုဒ္ဓဘာသာဝင်ဖြစ်၍ဘုန်းကြီးပင်ကပေတရားရုပ်ဟာအမြတမ်းပေးဝေလိုသောညာလဲသူရဲ့ထက်ကလူကြီးတွေဟာဘာသာကြားနိုင်ငံခြားသားများဖြစ်တဲ့အကြောင်းဤကိစ္စကိုတင်ပြတဲ့အခါမှာလုံးဝခွင့်မပြုကြကြအောင် အကယ်၍နောက်တစ်ချိန်ဤသို့သတင်းများထပ်မံထွက်ပေါ်လာကအပြင်သို့သတင်းပြန့်နှံ့သွားပါကဝန်ထမ်းများမှအလုပ်ပြုတ်ကြမိပြီးဟိုတယ်ရဲ့ဂုဏ်ချက်တွေကိုထိခိုက်စေမှုနဲ့တရားစွဲဆိုခံရမည်ဖြစ်ကြောင်းအဲဒါကြောင့်ပဲမန်နေဂျာကမိမိတို့ဘာသာမိမိတို့တိတိစိတ်ဖြည့်ရှင်းကြရန်တိုင်ပင်ခဲ့ပြီးတဲ့နောက်အလွာတိုင်းမှာပေးရည်ပလင်းတွေကိုထားရှိခွင့်ပြုခဲ့ကြောင်းစသဖြင့်အချင်း င်းချုပ်ကစုံကြီးစံကြီးပြောပြခဲ့ပါတယ်အဓိကကြားမှာပဲကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေတို့ကဓာတ်လီကားထဲမှာနန္နာဘာဝအမျိုးသမီးတယောက်နဲ့ဘူးမတိပါမတိအတူတူစီးခဲ့ရတဲ့အဖြစ်ကိုတနုံနုံနဲ့တွေးတော့ကကြောက်ရွံ့လာခဲ့ကြတာကြောင့်ထိုဟိုတယ်မှာပဲဆက်လက်မနေဝွင့်တော့ပဲဖဲကစားလို့မပြီးနိုင်ကြသေးတဲ့တငယ်ချင်းတွေနဲ့အခြားသူတွေကိုအလင်းမြန်နှုတ်ဆက်ကကိုစီနေငုံချက်ချင်းပြန်ခဲ့လိုက်ပါတော့တယ်ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားစင်ပေးခဲ့ကြတဲ့လူကြီးမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်